မင်္ဂလာပါဒီနေ့တာအတွက်ပြင်ပန်းနွမ်းလျက်သွားတဲ့အချိန်မျိုးမှာခိတ္တအနာယူပေးခြင်းအဖြစ်အသက်ရှင်စီနိုင်ပါတယ်ခိတ္တအနာယူရဲဆိုတာအလုပ်ထဲမှာ၂နာရီ၃နာရီပြောရဲဆိုတယ်ဒါမှမဟုတ်လေလှုပ်ရှားမှုရှိတယ်အဲ့လိုက်ပြီးခဏလေးနားကျင်တဲ့အခါမှာကိုယ့်ကိုအသက်ရှင်နေတဲ့လူတွေကနားဖို့အချိန်မရှိဘူးဆိုတော့မဟုတ်ပါဘူးခဏလေးနားပါ ထူးသဖြင့်ဟလား3မိနစ်နားတယ်ပေါ့လေအဲ့လိုပြောရမှာပေါ့ခဏလေးကိုကိုရဲ့အလုပ်ရဲ့နောက်ခန်းထဲမှာဖြစ်ဖြစ်ဒါမှဝင်အောက်ထပ်မှာဖြစ်ဖြစ်အပေါ်ထပ်မှာဖြစ်ဖြစ်ဝရန်တာမှာဖြစ်ဖြစ်ထွက်ပြီးတော့အထူးသဖြင့်လေကောင်းလေးစမ်းရရင်တော့ပိုကောင်းတာပေါ့လေတချို့ကတော့လေကိုရဲ့စာဖတ်ခန်းလေးမှာနားလေးရှိပါတယ်ဆရာတို့ကတော့ကိုစာဖတ်နေကြခန်းလေးမှာလာပြီးတော့အနားယူတတ်တယ်အဲ့လိုဆိုတော့အဲစိတ်ကိုလည်းလျှော့လိုက်တယ်ခဏလေးရမှာဟို စောက်ကလေးပါတောင်းဝင်းစားလေးပါစီရှိလို့ရှိရင်လည်းခဏကောက်ကြည့်လိုက်တယ်အဲ့ဒါဘာလို့ဆိုတော့ဟိုအလုံးနဲ့လက်ရှိလုံနဲ့လုံနဲ့တခြားစီဖြစ်သွားတာဟိုစာဖတ်မှရဟုတ်ပါအောင်အဲ့လိုဟိုဒီလိုမျက်စိလေးမှိန်ပြီးတော့အဲ့ခဏလေးအနားယူရဲဆိုရင်လည်းဖြစ်တယ်အဲ့ရပေါ်မှာလဲမှနားရတယ်လို့တော့မဟုတ်ပါအောင်အနားယူပုံယူနည်းတွေအများကြီးရှိတယ်ဘဝဆိုတာခဏလေးပါတဲ့အဲ့လို ျော်စရာပဲတွေ့ရအောင်ဆိုပျော်စရာလေးတွေစဉ်းစားလို့ရှိရင်လည်းအနိုင်ယူတမျိုးပဲဖြစ်ပါတယ်တချို့အကြောလည်းဘာသာရေးရပေါ့လေအဲလုံးမှာအဆင်ပြေတာလေးရှိရရှင်အကိုရွတ်ဖတ်နေကြပေါ့လေအဲလိုအနေကင်းဖြစ်ပြီးခါထာလေးတခုဖြစ်ရွတ်ပြီးတော့အနိုင်ယူတဲ့လူမျိုးလည်းရှိတယ်အဲလူမျိုးမျိုးပေါ့လေတချို့အကြောလည်းအဲကိုယ့်ရဲ့ရှေ့မှာအဲလိုအနိုင်ယူတဲ့ခံမှာဘိုးဘွားတို့မိဘတို့ရဲ့ပုံနေကိုအဲလို ချိတ်ဆွဲထားပြီးတော့အနားယူတာမျိုးရှိတယ်။ဟိုမှာဆရာဟုဆိုလို့ပေါ့နော်။ကိုယ့်ရဲ့ဖိုးဖွားပေါ့။အဲဖိုးဖွားပုံအဲ့ရှိမှလာပြီးတော့ဒီကွာစိတ်ကိုလျှော့ပြီးတော့အနားယူလိုက်တယ်။နောက်တစ်ခါဟိုကိုယ့်ရဲ့အကြီးကဖိုးဖွားတို့မိဘတို့အလေးထားတဲ့စိတ်ကလေးရပေါ့လေ။လူအေဂျင့်သွားစီတယ်ပေါ့။အဲအဲ့လိုမျိုးလဲအနားယူခြင်းဟာနားယူတဲ့အချိန်မှာပေါ့လေ။အာယုံလေးရအဲ့လို ကိုယ်ကျေးဇူးရှိတဲ့လူတွေအာရုံပြုပြီးနားလိုက်တာလေအဲတမျိုးပေါ့နော်အဲလိုအားဖြစ်ဖြစ်လူလောကမှာနောက်ဟိုအလုပ်တွေလည်းအများကြီးလုပ်အောင်မှာ နေ့စဉ်နေ့စဉ်လည်းဟလာကောင်းတာလည်းတွေ့ရဆိုးတာလည်းတွေ့ရပြဿနာလည်းရှိတယ်အဲအကြောင်းမလို့အနာယူချိန်လေးထားကြပါဘယ်လုံမှဖြစ်ဖြစ်နှစ်နာရီနေတစ်ခါနားဖို့အဲလိုအစီအစဉ်လေးလုပ်ထားပါနားဖို့နေရာလေးလုပ်ထားပါနော် အဲ့လိုအကြံပြုခြင်းပါတယ်အားလုံးစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေ။